မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 29ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်တောင်ကုန်းမြို့တွင်းမှာရှိတဲ့စစ်ကောင်စီရဲ့စစ်စခန်းများအလုံးကိုသိမ်းပိုက်လိုက်ပြီးတော့မြို့တွင်းမှာစစ်ကောင်စီတယောက်မှမရှိတော့ဘဲအေအေကမြို့ကိုထိန်းချုပ်ထားလိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် တောင်ကုန်းမြို့ကိုတိမ့်ပိုက်ထိချုပ်ပြီးတဲ့နောက်မြို့နယ်တစ်ခုလုံးကိုတိမ့်ပိုက်နိုင်ရဲအတွက်လက်ကျန်စစ်ကောင်စီရဲ့စကခငါတက်မှထားနာချုပ်ခမရငါလေးလေးနဲ့ခမရပုံလေး6တရင်တို့ကိုထိုးစစ်ဆင်နေတယ်လို့ AA ကပြောဆိုထားပါတယ် AA ကနိုဗ ెంబ ာလ24ရက်နေ့ကလေးကတောင်ကုန်းမြို့တွင်းကိုတိမ့်ပိုက်လိုက်ပြီးတော့စစ်ကောင်စီရဲ့စစ်စခန်း10ခုကိုတိမ့်ပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်းပြောဆိုထားပါတယ်တောင်ကုန်းမြို့မှာရှိတဲ့မောင်းနံဂိတ်စစ်စခန်းများတက္ကသိုလ်ကျောင်းဝင်းစစ်စခန်း အားလေး90ဖရာကုန်းဆက်စခန်းဖုံညိုတရားအနီးဆက်စခန်းတောက်ကုန်းမြို့အဝင်ဂိတ်ဆက်ခန်းတိန်တောင်စုတောင်းပြည့်ဖရာကုန်းဆက်စခန်းဂျိုးကြွယ်ဆက်စခန်းဂန်းရှိတရားထိတ်ဆက်စခန်း သီရိစေယုံစစ်စခန်းနဲ့တောင်ကုန်းမြို့မှာရဲစခန်းတို့ကိုအေအေကသိမ်းပိုက်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီစစ်စခန်းများကိုနိုဝင်ဘာလ၄ရက်နေ့ကနေ20ရက်နေ့အတွင်း18ရက်ကြာထိုးစစ်ဆင်အပြီးမှာသိမ်းပိုက်ရရှိခဲ့ပြီးတော့တောင်ကုန်းမြို့တွင်တစ်ခုလုံးကိုနိုဝင်ဘာလ24ရက်နေ့မှာအလုံးစုံထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တောင်ကုန်းမြို့မှာရှိတဲ့စစ်ကောင်စီရဲ့စစ်စခန်းများကိုအာရခတက်တော်အေအေကထိုးစစ်ကိုမစတင်မီကတည်းကပင်တောင်ကုန်းမြို့ကိုဝိုင်းရပိတ်ဆို့ဖြတ်တောက်ထားပြီးဖြစ်တယ်လို့သိရပါတယ်။ဒါအပြင် မိမိတို့တိုက်ခိုက်ထိုးစစ်ဆင်မဲ့တောင်ကုန်းမြို့မှာရှိတဲ့ရန်သူစခန်းအနီးပတ်ဝန်းကျင်မှာရှိတဲ့ဒေသခံပြည်သူများရှိွာကတိုက်ပွဲနဲ့ဘေးလွရာကို ခေါ်ဆောင်ထားပြီးတော့ဒေသခံပြည်သူလူထုအထိကိအနည်းဆုံးဖြစ်အောင်စီစဉ်ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။တခြားတစ်ဖက်မှာလည်းတောင်ကုန်းမြို့ပြင်မြို့အတွင်းကဒေသခံပြည်သူများကိုဘေးလွတ်ရာကိုရွှေ့ပြောင်းကြရန်စော်ဩထားတယ်လို့မျိုးအများစုသောပြည်သူလူထုများကိုလည်းတိုက်ပွဲနဲ့ကင်းလွတ်ရာနေရာများကိုရွှေ့ပြောင်းထားခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။အေအေရဲ့ကြိုတင်သတိပေးမှုကြောင့်တိုက်ပွဲနဲ့လွတ်ရာကိုရှောင်တိန်နေကြတဲ့ပြည်သူတွေရှိတယ်လို့ရှောင်တိန်ချင်းမရှိဘဲနဲ့နေအိမ်တွေမှာကြာရစ်ခဲ့တဲ့သူများလည်းရှိတယ်လို့သိရပါတယ်။ယခုအချိန်မှာ တောင်ကုန်းမြို့အတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များတယောက်မှမရှိတော့ပဲအရက်ခတ်တက်တော် AA ကထိန်းချုပ်လိုက်ပြီးဖြစ်တော့လေတောင်ကုန်းဒေသခံပြည်သူတချို့နဲ့ပြည်သူပိုင်ပစ္စည်းများကိုခိုးယူရန်ချောင်းနေကြတယ်တောကြောင်တခိုးများသာကြံတော့တယ်လို့သိရပါတယ်အဲ့ဒီလက်ကြံပြည်သူများရဲ့ အသက်အန္တရာယ်ကိုစိုးရိမ်တဲ့အတွက်ကြောင့်ဘေးလွတ်ရာကိုဆက်လက်ပြီးတော့ရွှေပြောင်းဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။တောင်ကုန်းမြို့မှာပိတ်မိနေတဲ့အရတားပြည်သူများကိုအရခတ်တပ်တော် AA ကကဲထုတ်ထားပြီးတော့သခိုးများကြံရှိနေသေးတယ်လို့သိရပါတယ်။တောင်ကုန်းမြို့ထဲမှာရှိတဲ့တမိုးကြီးပစ္စည်းများကိုခိုးယူနေမှုများရှိနေတဲ့အတွက် AA ကဖမ်းဆီးအရေးယူနေရတယ်လို့သိရပါတယ်။ အရခတက်တော်အေအေကတိမ့်ပတ်ရန်ကြံရှိနေသေးတဲ့မျိုးများကိုတမျိုးမကြံဆက်လက်ပြီးတော့တိမ့်ပတ်ရယူနိုင်ရန်အတွာအဲ့ဒီမျိုးများမှာရှိတဲ့ဖက်ဆစ်စစ်ကောင်စီရဲ့စစ်စခန်းများကိုတပြိုင်တည်းထဲထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့သိရပါတယ်။ယခုလများအတွင်းမှာအန်တောင်ကုတ်၊ခွားမျိုးနယ်များအတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့စခန်းများကိုအ धिक ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့သိရပါတယ်။အလားတူပဲမောင်တော်မြို့မှာတခုတည်းကြံရှိနေတဲ့စစ်ကောင်စီရဲ့နခခငါစခန်းကိုလည်းအပိသက်တိမ့်ပတ်ရယူနိုင်ရေးအတွာဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့အေအေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်ကွားမြို့အနီးမှာစစ်တပ်စစ်ကြောင်းနဲ့အေအေတို့ကြားမှာတိုက်ပွဲဖြစ်ပွားခဲ့ရာစစ်တပ်ကအယောက်90ကျော်တေဆုံးပြီး၄ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ26ရက်နေ့ကအေအေကကွားမြို့ပတ်ဝန်းကျင်ကိုရောက်ရှိနေတဲ့အချိန်စစ်ကူလာတဲ့စစ်တပ်စစ်ကြောင်းတစ်ခုကိုကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ခိုက်နေတဲ့အချိန်မှာစစ်တပ်က58ဦးတေဆုံးပြီးဗိုလ်ကြီးအဆက်အယရှိ2ဦးအပါအဝင်၄ဦးကိုအရှင်ဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။တေဆုံးသူများဟာစစ်မှုရေးတင်နန်းစဉ်တပ်သားတက်များ များအများအပြားပါဝင်နေတယ်လို့သိရပါတယ်။တရားပတိတိုင်းဘက်ကနေလာတဲ့စစ်ကိုစစ်ကြောင်းလို့သိရတယ်။အခုအချိန်ထိတော့တိုက်ပွဲကပြင်းထန်နေလို့ပဲစစ်တပ်နဲ့ထိတ်တိုက်တိုက်ပွဲတွေဖြစ်နေတာပါလို့အေအေးရဲ့စီရေးသတင်းအေးမေကပြောဆိုထားပါတယ်။ဂွားမြို့ကိုစစ်ကူလာတဲ့စစ်တပ်စစ်ကြောင်းမှာစစ်မှုထမ်းတပ်သားတက်များပါဝင်နေရာအသက်မပြည့်သေးတဲ့အသက်15နဲ့16နှစ်အရွယ်လူငယ်များလည်းပါဝင်လာတယ်လို့သိရပါတယ်။ဒါအပြင်နိုဝင်ဘာလ25ရက်နေ့မှာစစ်ကောင်စီတပ်ကဂွားမြို့နယ်မြောက်ပိုင်းတန်တွဲဂွားရန်ကုန်ကားလမ်းပေါ်မှာရှိတဲ့ပေ350အရှိရှိတဲ့ ကင်းမုံတရားမိုင်းခွဲဖြတ်စည်းလိုက်ပြီးတော့အေးအေးတမ်းများမဝင်လာနိုင်စေရန်လှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီကဂွားမြို့ကိုမကျစေရေးအတွက်လေကြောင်းကနေတိုက်ခိုက်မှုများကိုဇက်တိုက်လှုပ်ဆောင်လျက်ရှိကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်မြောက်ပိုင်းမြို့တောင်ဘက်မှာရှိတဲ့ဥက္ကဋ္ဌအကြမ်းဖက်ဆက်ဆက်ခန်းရဲ့ကာကင်းကိုဒရုန်းနဲ့ဗိုလ်ကျဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက်ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင်စစ်ကောင်စီတပ်သားများလက်နက်ချပူးပေါင်းခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ28ရက်နေ့မြောက်ပိုင်းမြို့နယ်တောင်ဘက်ဝေါ်လီမြိုင်မြို့အနီးမှာရှိတဲ့ဥက္ကဋ္ဌဆက်ဆက်ခန်းရဲ့ကာကင်းတစ်ခုဖြစ်တဲ့ရွှေအေးမြိုင်ဖျားကုန်းကိုတော်လိုင်းတပ်ဖွဲ့များက ဒရုန်းနဲ့ဗိုလ်ကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကြောင့်ရွှေအင်းမြိုင်ဖျားကုန်းကာကင်းကဗိုလ်ကြီးအဆင့်ရှိသူအပါအဝင်စစ်ကောင်စီတပ်သားများလက်နက်ချပြီးတော့ပူးပေါင်းခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့လက်နက်ချအညံ့ခံတဲ့အရေးအတွက်ကိုတော့ထုတ်ဖော်ပြောဆိုခြင်းမရှိဘူးလို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်ဝေါ်လီဗျူဟာကုန်းကအကြမ်းဖက်စစ်ကောင်စီတပ်သားများက120မမဟာဝေဇာလက်နက်များနဲ့ရန်တပ်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဥက္ကဋ္ဌဆက်စခန်းနဲ့ရွှေအင်းမြိုင်ရွာအနီးကိုလည်းအကြမ်းဖက်စစ်တပ်က Jet Fighter တစ်စီးနဲ့ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်စစ်တပ်ကအာနာသိမ့်ပြီးတဲ့နောက်မှာဝေါ်လီဘျူဟာဂုံအနီးမှာရှိတဲ့ဥက္ကဋ္ဌဆက်စခန်းနဲ့ကာကင်းစခန်းများကိုတော်လိုက်တပ်ဖွဲ့များကမကြာခဏတိုက်ခိုက်နေခြင်းဖြစ်ပြီးတော့ KNU တပ်မဟာ6နယ်မြေအတွင်းမှာစစ်ကောင်စီတပ်စခန်းများကိုအပိတ်သက်သိမ့်ပိုင်နိုင်ရေးနဲ့စစ်တပ်ကင်းစင်နယ်မြေဖြစ်ရေး KNLA ဥဆောင်တဲ့တော်လိုက်တပ်များကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲသတင်းတွေကတော့ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာတော်လိုင်းအင်အားစုတွေကစစ်ကောင်စီကိုထိုးစစ်ဆင်တိုက်ခတ်ခဲ့ပြီးမြို့လေးမြို့ကိုသိမ်းယူနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကချင်ပြည်နယ်မှာရှိတဲ့စော့လုံမြို့နဲ့ပန်ဝါမြို့တို့ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကသိမ်းပိုက်ခဲ့သလိုသခိုင်းတိုင်းပင်လယ်ဘူးမြို့ကိုပြည်သူ့ကာကွယ်တပ်မတော် PDF တပ်နဲ့ရှမ်းမြောက်မှာရှိတဲ့တီဘောမြို့ကို TNLA ကသိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်ပင်လယ်ဘူးမြို့ကိုဩဂတ်လ15ရက်နေ့ကလေးက PDF တပ်ကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတော့အော်တိုဘားလ၈ရက်နေ့မှာတိမ့်ပိုက်နိုင်ခဲ့ပါတယ်အလားတူပဲတီဘောမြို့ကိုလည်းစက်တင်ဘာလ23ရက်နေ့ကစတင်ထိုးစစ်ဆင်ခဲ့ရာအော်တိုဘားလ14ရက်နေ့မှာသာအလုံးစုံတိမ့်ပိုက်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်အချက်အလက်တွေအရာအော်တိုဘားလအတွင်းမှာနိုင်ငံတော်အားမှာရှိတယ်မြို့နယ်125ခုမှာတိုက်ပွဲဖြစ်ပွားမှုစုစုပေါင်းအနည်းဆုံး920ကြိမ်အထိရှိခဲ့ပြီးတော့ရခိုင်စကိုင်းမကွေးနဲ့ မန္တလေးတိုင်းတို့မှာနှစ်ဖက်တိုက်ပွဲပေါ်ဆောင်မှု အများဆုံးဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ထိတွေ့တိုက်ပွဲမှာစစ်ကောင်စီက၄ချောင်းတိုက်ခတ်မှုအ ਨੇ ဆုံး84ချိန်ပြုတ်လုခဲ့ပြီးတော့တော်လိုင်းရင်အင်အားစုတွေအနေနဲ့စစ်ကောင်စီရဲ့တရဲတပ်စခန်းဌာနချုပ်ဘူဟာဂုံးနဲ့ရဲစခန်းစုစုပေါင်း52ခုကိုတိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။တစ်ဖက်မှာလည်းအရဲသားတွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်မှုတွေကြောင့်အော်တိုမာလာအတွင်းမှာတိမ်ဆုံးသူ268ဦးရှိခဲ့ပြီးတော့အဲ့ဒီထဲကစစ်ကောင်စီရဲ့၄ချောင်းတိုက်ခတ်မှုကြောင့်138ဦးတိမ်ဆုံးခဲ့ရတယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ် အာဏာသိမ်းတဲ့ကာလအတွင်းမှာတိုင်းသာလက်နက်ကိုင်အဖွဲ့တွေနဲ့တော်လိုင်းအင်အားစုတွေဟာနိုင်ငံတော်မှာရှိတဲ့မျိုးပေါင်း80ကျော်ကိုသိမ်းပိုက်ထိန်းချုပ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ရဲ့စစ်မြေပြင်များကိုဆေးလွတ်လိုက်တဲ့စစ်မှုထမ်းတင်းနှင်းစင်တပ်သားတင်များတွေကတပ်သားတင်900နီးပါးဟာတေဆုံသို့မဟုတ်ပျောက်ဆုံးစရဲ့အသွေးခံထားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကစစ်မှုထမ်းအပတ်စဉ်တိတ်ကစတင်ပြီးတော့ရခိုင်စစ်မြေပြင်ကိုစစ်မှုထမ်းတင်းနှင်းစင်တပ်သားတင်များကိုဇက်တိုက်ဆေးလွတ်လျက်ရှိရာ လက်ရှိစစ်ရုံးကတရားဝင်လက်ခံရရှိမှုမှတ်ပုံတင်ထားတဲ့ကိန်းဂရန်းများအရာစစ်မှုတန်းတင်တန်းစင်တပ်သားတဲ့900နီးပါးဟာတေဆုံသောမဟုတ်ပျောက်ဆုံးစေရင်တွင်းထားပြီးဖြစ်တယ်လို့သိရပါတယ်။ဘာတဲ့င်းမှမရတော့ဘဲနဲ့အဆက်အသွယ်ပြတ်တောက်နေသူများလဲရာခနဲနဲ့အထက်ရှိနေတယ်လို့သိရပါတယ်။စစ်မှုတန်းအပတ်စဉ်တိတ်ကနေလေးအတွင်ရခိုင်စစ်မြေပြင်ကိုဆေးလွတ်တဲ့စစ်မှုတန်းပြည်သူစစ်တွေထဲမှာတေဆုံသောမဟုတ်ပျောက်ဆုံးခြေနံစေရင်ဝင်ထားတာ900နီးပါးရှိနေပါပြီ။ ဘာတရင်မှမရပဲနဲ့ပျောက်ဆုံးနေတာသို့မဟုတ်လက်နဲ့ချသွားတာသို့မဟုတ်တိုက်ပွဲမှာကြတာရာခနဲနဲ့အထက်ရှိနေပါသေးတယ်ဒါကရခိုင်စစ်မြေပြင်တခုတည်းရဲ့အရေးအတွက်ပါလို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်အေအေရဲ့သတင်းရင်းမြစ်တခုကတော့စစ်ကောင်စီရဲ့စစ်မှုရန်တင်တန်းစဉ်တပ်သား80နီးပါးဟာအေအေထံမှလက်နက်ချအလင်းဝင်ရောက်ခဲ့ပြီးတော့စစ်တုံးပန်းအဖြစ်နဲ့ဖမ်းဆီးရရှိခဲ့ခြင်းများရှိခဲ့ကြောင်းသတင်းပို့ပြောဆိုထားပါတယ်ဒါ့အပြင် အေအာမရီတိုင်းပသိမ်မြို့နယ်ရွှေမြင်တင်ကျေးရွာမှာရှိတဲ့အမတ်6စစ်အခြေခံလက်ကျင်ရေးတပ်ကိုစစ်မှုထမ်းတင်တန်းတိုက်ရန်အတင်းအဓမ္မပို့ဆောင်ခြင်းခံလိုက်ရတဲ့တင်တန်းသားတပ်သားတဲ့9ဦးဟာထွက်ပြေးသွားတဲ့အတွက်အကြမ်းဖက်စစ်တပ်ကကျေးရွာများကိုစီးနှင်းရှာဖွေနေကြောင်းဒေသတရေအေးမြေပသိမ်မြို့နယ်တရေအထုတပ်ဖွဲ့တာဝန်ရှိသူကပြောပြထားပါတယ်။နိုဘယ်ဘာလ26ရက်နေ့ညပိုင်းမှာပသိမ်မြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ရွှေမြင်တင်လက်ကျင်ရေး6တင်တန်းကျောင်းကိုအတင်းအဓမ္မပို့ဆောင်ခံရတဲ့ စစ်မှုတန်းတပ်သားတဲ့၅ဦးထွက်ပြေးလွတ်မြောက်သွားတဲ့အတွက်အကြမ်းဖက်စစ်ကောင်စီကတပ်သားများကိုအနီးအနားမှာရှိတဲ့ခြေရွာများကိုဇက်တိုက်စီးနှင်ရှာဖွေနေခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီထွက်ပြေးသွားတဲ့လူငယ်၅ဦးဟာအကြမ်းဖက်စစ်တပ်ကလက်ရှိအချိန်ထိပြန်လည်ဖမ်းဆီးနိုင်ခြင်းမရှိသေးပဲစစ်တင်နှန်းချောင်းအနီးမှာရှိတဲ့ကိုရာကုန်းခြေရွာနဲ့ကြီးတာအရှိခြေရွာတို့ကိုစစ်တပ်ကပိတ်ဆို့ရှာဖွေမှုများလုပ်ဆောင်နေတယ်လို့သိရပါဗျ။ရွှေမြင့်တဲ့လက်ကျေ6ကိုပို့ဆောင်ခံရတဲ့စစ်မှုတိုင်းတပ်သားတဲ့9ဦးထွက်ပြေးသွားတယ်လို့သိရတယ်စစ်တပ်က ဘလို့ပေါ်တာဆွဲပြီးတော့ဖမ်းဆီးလာတယ်ဆိုတာတော့မသိရသေးဘူးအခုလက်ရှိတော့အကြမ်းဖက်စစ်သားတွေကကိုရာကုန်းခြေရွာဘက်ကိုအင်အား15ဦးနဲ့ကြီးသားအရှိတ်ခြေရွာဘက်ကိုအင်အား10ဦးလောက်နဲ့ပိတ်ဆို့ထားတွေဝင်ရောက်ရှာဖွေတာတွေလုပ်နေတယ်အခုတည်းကတော့ရှာမတွေ့သေးဘူးလို့သိရတယ်လို့ပသိမ်မြို့နယ်သတင်းအထူးတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီကအခုနှစ်မေလကစတင်ပြီးတော့စစ်မှုထမ်းရန်လူငယ်များကိုအတင်းအကျပ်ပေါ်တာဆွဲဖမ်းဆီးမှုများမဲနိုင်စစ်ခေါ်မှုများလှုပ်ဆောင်ခဲ့ပြီးတော့လက်ရှိအချိန်ထိစစ်မှုထမ်းအပတ်စဉ်8ကိုရောက်ရှိနေပြီဖြစ်ကစစ်မှုထမ်းအပတ်စဉ်တစ်ခုကိုအနည်းဆုံး လူငယ်9000နေပါခေါ်ယူလျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မကွေးတိုင်းမင်းနှုံမြို့နယ်တိုက်ပွဲမှာအကြမ်းဖက်စစ်တပ်ကထိခိုက်သေးဆုံးသူတွေများပြားပြီးတဲ့နောက်28ရက်နေ့မနက်ပိုင်းကစတင်ပြီးလေရင်နဲ့ဇက်တိုက်ဘုံကျဲနေပြီးတော့စစ်ရှောင်းပြည်သူများဟာအရေးပေါ်အခုကြီးများလိုအပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် နိုဗ ెంబ ာလ28ရက်နေ့မနက်7:00နာရီကျော်ကစတင်ပြီးတော့အကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ကျေးရွာများနဲ့အနီးပတ်ဝန်းကျင်ကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူများနဲ့တော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိတော့လဲပျက်စီးဆုံးရှုံးမှုအခြေအနေများကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်တပ်ကမြေပြင်ကနေလဲစစ်ကြောင်းထုံးနေပြီးတော့တိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက်ကိုနေနေရှင်းလင်းရေးများဇက်တိုက်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။လက်ရှိအချိန်ထိကြေးဝါ၄ဘာကျော်ကပြည်သူများဟာတောတောင်များအတွင်းမှာဆက်လက်တိမ်းရှောင်နေရပြီးတော့အနှွေးတယ်များစောင်များနဲ့စားနေရိတ်ခါများအရေးပေါ်လိုအပ်လျက်ရှိတယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားတဲ့နေရာအနီးတစ်ဝိုက်ကိုစစ်ခွေးတွေက၂၈ရက်နေ့မနက်ပိုင်းမှာလေ ရင်နဲ့ဇက်တိုက်ကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်ပြည်သူတွေတော်လိုင်းရေးရဲဘော်တွေထိခိုက်တာတော့မရှိဘူးမြေပြင်ထိတွေ့မှုတော့မရှိပါဘူးမြေပြင်မှာခွေးဆက်ကြောင်းကမယ်မြေရှင်းလင်းတွေလှုပ်ဆောင်နေတာတော့ရှိတယ်မင်းတို့မျိုးအနည်းကငားမိုင်ဂိတ်ကစစ်သားတွေအင်အားစုဖွဲ့ပြီးတော့နယ်မြေရှင်းလင်းတွေလှုပ်ဆောင်နေတယ်လို့သိထားရတယ် ပြည်သူတွေကတော့ဆက်လက်ပြီးတော့စစ်ဆောင်နေရတော့မှာပဲစားနေရခါတွေတော့လိုအပ်ချက်ရှိနေပါတယ်လို့တရက်ခေအမှတ်လေးတက်ရင်ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြက်ကပြောဆိုထားပါတယ်။နိုဘမ်ဘာလ26ရက်နေ့မှာကျိုးဝကျေးဝအနီးတစ်ဝိုက်မှာစခန်းချနေရာယူထားတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပြည်သူကားဝေးတက်မှာတော့အမှတ်၁စစ်ဒေသမကွေးတိုင်းတရက်ခေအမှတ်လေးတက်ရင်တက်ခွဲ၁နဲ့တက်ခွဲ၃တို့ကလက်ဦးမှုရယူပြီးတော့ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်မှုမိနစ်40ခန့်ဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်30ခန့်တိစုံခဲ့ပြီးလက်နက်မျိုးစုံ6လက်နဲ့ခဲယမ်းများကိုတိစီနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ